ိုင်းနိုင်ငံရဲ့ကျော်စနစ်ကိုဖျက်သိမ်းပေးခဲ့တဲ့ဘရင် နိုင်ငံတနိုင်ငံတိုးတက်ဖို့ဆိုတာအဆောက်အဦတွေဤပညာတွေနဲ့စီးပွားရေးတိုးတက်မှုတွေအပြင်လူသားတဝီရဲ့တန်ဖိုးကိုဘလောက်လေးစားသလဲဆိုတဲ့အပေါ်မှာလည်းအဓိကမူတည်နေပါတယ်။အချိန်ကအာရှနိုင်ငံအများစုကိုလွှမ်းခြုံထားခဲ့တဲ့ကျော်စနေလို့ခေါ်တဲ့အမောင်လူတွေမှာလူအများစုဟာသူတို့ရဲ့ဘဝလွတ်လပ်ခွင့်နဲ့လူကုန်ဒိက္ခကိုပါဆုံးရှုံးခဲ့ရပါတယ်။ဒီလိုမျိုးလူအခွင့်အရေးကိုအစိုးရအသုံးချိုးပေါက်တဲ့စနစ်တစ်ခုကိုအာရှမှာတဖြည်းဖြည်းချင်းနဲ့အောင်မြင်စွာဖျက်သိမ်းနိုင်ခဲ့တဲ့ဘရင်တစ်ပါးရှိခဲ့ပါတယ်။ဒီကတော့ ထိုင်းနိုင်ငံရဲ့သမိုင်းမှာအမြဲတမ်းတံမိုးထားရမယ်ခေတ်ရှည်ပြေးဘရင်တစ်ပါးဖြစ်တဲ့ဘရင်ကျူလာလောင်ကုန်းပဲဖြစ်ပါတယ်စပိုးရဆုနဲ့အတွင်းမှာထိုင်းနိုင်ငံဟာကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အနောက်တိုင်းနေချင်းအင်အားကြီးတွေဖြစ်တဲ့ပြည်တိုင်နဲ့ပြည်တိုင်တို့ရဲ့ကျူးကျော်မှုအောက်ကိုကြာတော့မဲ့အီးဟာစိုးရင်စရာအခြေအနေဖြစ်နေခဲ့ပါတယ်ဒီလိုအရေးကြီးတဲ့ကာလမှာဘရင်ကျူလာလောင်ကုန်းဟာနိုင်ငံကိုခင်မိတဲ့စနစ်စီဥတည်သွားစေမဲ့ခေတ်ရှည်ပြေးဘရင်တစ်ပါးအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်သူရဖခင်ဘရင်မောင်ကုန်းလက်ထက်ကလေးက ဥရောပယဉ်ကျေးမှုနဲ့ပညာရေးကိုအစပြုပေးခဲ့တာကြောင့်ကျူလာလောင်ကောဟာအဲ့ဒီအခြေခံပေါ်မှာနိုင်ငံတို့တည်းရဲ့အတွက်အကြီးစားပြုပြင်ပြောင်းလဲမှုတွေကိုစတင်အကောင်အထည်ပေါ်ခဲ့ပါတယ်။အထူးသဖြင့်နိုင်ငံကိုကိုလိုနီမဖြစ်စေဖို့အတွက်ဥရောပနိုင်ငံတွေလိုယဉ်ကျေးပြီးခင်မိတဲ့နိုင်ငံဖြစ်ကြောင်းပြသဖို့ဟာအရေးကြီးဆုံးမဟာဗျူဟာဖြစ်လာခဲ့ပါတယ်။ထိုင်းနိုင်ငံမှာကျွန်းစနစ်ဟာ နိုင်ငံလူဦးရေရဲ့၃ဘုံ၃ဘုံကျော်အထိကိုလွမ်းခြုံထားခဲ့ပါတယ်။ထိုင်းလူဖွဲ့စည်းမှာကျိုးမျိုးစားပေါင်းများစွာရှိခဲ့ပြီးအထူးသဖြင့် Fry လို့ခေါ်တဲ့အုပ်စုတွေဟာဒေသကြီးကဲတွေနဲ့မင်းကြီးမင်းသားတွေရဲ့လက်အောက်မှာ အလုပ်လုပ်ပေးရသူတွေဖြစ်ကြပါတယ်။အဆိုဆုံးကတော့ကျုံဖြစ်ခဲ့တဲ့မိသားစုတစ်ခုရဲ့တာသမီငင်းမြစ်တွေဟာလည်းအလိုအလျောက်ကျုံဘွားကိုအမွေဆက်ခံရတဲ့မျိုးဆက်အလိုက်ကျိုးစနစ်ဖြစ်နေတာပါ။ ဘရင်ကျူလာလွန်ကောဟာလူခွင့်ရေးကိုလေးစားတဲ့ခင်မီရဲ့နိုင်ငံအဖြစ်ရည်တည်နိုင်မှုအတွက်1884ခုနှစ်ကနေစတင်ပြီးတဖြည်းဖြည်းချင်းစနစ်တကျပြသိမ်းတဲ့နီလန်ကိုရွေးချယ်ခဲ့ပါတယ်။အကြောင်းကတော့ကျွန်းတွေပိုင်ဆိုင်တဲ့မူမန်းတဲ့လူချမ်းသာတွေရဲ့စီးပွားရေးနဲ့နိုင်ငံရေးကိုရုတ်တရက်မထိခိုက်စေဘဲ ပြည်တွင်းမှာပြည်ပခန့်မဖြစ်အောင်ရှောင်ရှားလူချင်းကြောင်းဝင်ဖြစ်ပါတယ်။1884ခုနှစ်မှာဘရင်ကျူလာလောင်ကွန်းဟာကျွန်းကလေးငယ်များလူမျိုးရေးဥပဒေကိုစတင်ထုတ်ပြန်ခဲ့ပြီးသူနန်းတက်တဲ့1868ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ကျွန်းကလေးငယ်တွေကိုအသက်20နှစ်ပြည့်တဲ့အခါလူလက်ဖွင့်ပေးမယ်လို့သတ်မှတ်ခဲ့ပါတယ်။1905ခုနှစ်မှာတော့ဘရင်ဟာကျွန်းစနစ်ဖက်သင်းရေးအဥပဒေကိုအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ဒီဥပဒေဟာကျန်ရှိနေသေးတဲ့ကျွန်းမျိုးစားအလုံးကိုလူလက်ခွင့်ပေးခဲ့ပြီးကျွန်းပိုင်ရှင်တွေဟာ ွင်ရဲ့အကျွေးတွေကိုတလားကိုရေးပက်စီရှော့ချပေးရမယ်လို့သတ်မှတ်ခဲ့ပါတယ်။ဒီလိုနဲ့ညပေါင်း30လောက်ကြာရဲ့စနစ်တကျပြုပြင်ပြောင်းလဲမှုအပြီးမှာထိုင်းနိုင်ငံဟာလူသားအလုံးအတွက်တရားမျှတတဲ့ခင်မိနိုင်ငံတော်ကြီးရဲ့အုံမိကိုကန့်ခိုင်မှမှချမှတ်နိုင်ခဲ့ပါတယ်။ဒီနေ့ချိန်ထိထိုင်းနိုင်ငံမှာအော်တိုဘာလ23ရက်နေ့ကိုဘရင်ကျူလာလန်ကုန်းရဲ့အမတ်တရားနေ့အဖြစ်ကျူလာလန်ကုန်းနေ့အနေနဲ့အမျိုးသားရုံးမေးရအဖြစ်သတ်မှတ်ပြီးဂုဏ်ပြုဆင်နွှဲကြပါတယ်။ ဒါဟာဘရင်တစ်ပါးကနိုင်ငံကိုနေချဲအောက်ကနေကာဝယ်ပေးနိုင်ခဲ့ရုံတမကနိုင်ငံသားတိုင်းရဲ့လူခွင့်ရင်းနဲ့ဒန်းတူညီမျှမှုကိုအလေးထားပြီးခေတ်သစ်နိုင်ငံတစ်ခုကိုတည်ထောင်ပေးခဲ့လို့ပဲဖြစ်ပါတယ်။သူကဖိုင်းနိုင်ငံသားတွေကနေချဲနိုင်ငံတွေရဲ့အာဏာအောက်မှာကြာရောက်အောင်တန်တမန်ကြီးရနဲ့ပြုပြင်ပြောင်းလဲရေးတွေနဲ့ကာဝယ်နိုင်ခဲ့သူကျိုစနစ်လိုလူ့အခွင့်အရေးချိုးဖောက်တဲ့စနစ်ဆိုကြီးကိုဥပဒေနဲ့တပြေးပြေးချင်းဖျက်သိမ်းနိုင်ခဲ့သူရှင်းမီတဲ့ပညာရေးနဲ့အချိုရေးစနစ်ကိုတည်ထောင်ပေးခဲ့သူလို့သတ်မှတ်ကြပြီးမဟာမြတ်မင်းလို့တင်စားခေါ်ဝေါ်ကြပါတယ် အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်။